ီမှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလူရတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုကောင်းမှုနဲ့ထိုးကြတယ်။ဘုရားတစ်ဆောင်ចောင်းကံလေးသွားပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်မယ်။အဲဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်။မှန်ပါပါဘုရား။သို့တော့မကောင်းမှုမကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလား။တွေ့ပါဘုရား။အဲ့ဒါဆိုလို့ရှိရင် မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ ဒီလိုယူဆရမလားဘယ်သူကပုံများမယ်ထင်နော်ဒါပြင်မကောင်းမှုကိုဆိုင်းပုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကြောင်းကနေမကဘူးเนาะအဲ့တော့ကောင်းမှုဆိုင်းပုတ်ကဘုရားကြောင်းကနေသာရှိတယ်မကောင်းမှုဆိုင်းပုတ်ထိုးမယ်ဆိုရင်တော်တော်ကြဲကြဲပြတ်ပြတ်ရှိမဲ့သဘောရှိတယ်ပေါ့အဲ့လောကမှာအခုမြန်မာလူမျိုးတွေကုသိုလ်ကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသိုလ်ကို မှတ်တမ်းပြုပြီးတော့ကောင်းမှုကောင်းမှုနဲ့ဖော်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမြတ်ဝေတဲ့သဘောပဲအမြတ်ဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညာကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တာပဋိဌာနနဲ့ပတ္တာနုမောဒနာဆိုတဲ့ပုံညာကိရိယာဝတ္ထု2မျိုးရှိတယ် ပဋိဌာနာဆိုတာပဋိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနာပေးလှူတာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပဋိလို့ခေါ်တယ်အဲ့ဒီပဋိမိမိထာမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနာမျှဝေပြီးတော့ပေးတယ်မျှဝေပေးဖို့ရအတွက် ဆံမှုတွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှေးတုန်းကတော့ကောင်းမှုတွေရပ်မထားဘူးဘာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော့ဆိုတာလေးထဲတယ်အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော့တိတ်မပအောင်မပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုးထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာ နတ္တတာတုခေါ်စေသောဆိုတာလေးရေးထည့်ထားလို့ရှင်ပဋိဌာနာကုတုပေါ့အဲဒီဆိုင်မုတ်လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုတုရမှာမဟုတ်ဘူးအေးသူများလှူထားတဲ့ဆိုင်မုတ်ကလေးတွေဖတ်ပြီးတော့ဩတာတုတာတုကုတုကောင်းမှုတွေပြုကြတယ်သူတို့လှူထားတဲ့ကုတုတွေအလုံးတာတုခေါ်ပါတယ်ဆိုရင်ဖျားဖူးရင်ကုတုတွေအများကြီးရနိုင်တယ်ပေါ့ ီတိုင်းသွားလို့ကတော့မရဘူးเนาะကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့